အလုံးမင်္ဂလာပါဘာဆလန်မန်နေဂျိုဆိုပါရစေ။အဲကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့လူငယ်ကစားသမားကွင်းလဲဘိုးချုပ်ပေါ့နော်။ကျွန်တော်တို့ရဲ့အဓိကအရင်ကအားကိုးအဆုံးဖြစ်တဲ့ကျွန်တော်တို့ရဲ့ဘက်ထရီပေါ့နော်။ဒီကီကစားသမားလေးဟာ Real Madrid နဲ့ပွဲမှာကျွန်တော်သူကဘယ်ဘက်တစ်ခေါက်ကျော်တိုင်ရန်ရရှိပြီးတော့၆ဘက်ကနေ9ဘက်8ဘက်လောက်အထိအနားယူရမယ်လို့ကျွန်တော်တည်င်းရတာပဲပေါ့နော်။၁၀ဘွဲလောက်အထိ အနားယူရမယ့်အနေအထားဖြစ်တယ်။ဆိုတော့ပက်ဒရီဟာနိုင်ငံပွဲမှာလည်းမေယမနာတောက်လျှောက်ပါဝင်ခဲ့ရတဲ့ဘာစီလိုနာအသင်းမှာလည်းသူကပွဲတိုင်းကိုသူကန်းနေရတယ်ပေါ့နော်။သူ့အနေနဲ့ဒီအနားမရခဲ့ဘူးလို့ပဲကျွန်တော်အနေနဲ့ယူဆရမယ်ပေါ့နော်။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ပက်ဒရီမပါဘူးဆိုရင်ဘာစီလိုနာရဲ့ကွင်းလှည့်ကတော့ကွင်းလှည့်အသက်သွေးကျော်ဖြစ်တဲ့အတွက်ကြောင့်ဘာစီလိုနာကယုံကိုယုံကန်ရတော့မယ်။ တကယ်နောက်လာမဲ့ပွဲတွေမှာလည်းတကယ်ကိုခြေကျုံးရမဲ့ပွဲတွေပါလာတယ်ဗောနော်ဒီရှယ်စီနဲ့ချန်ပီယံလိပွဲတွေနောက်ပြင်တီကူနဲ့ဗောနော်ဒီကျွန်တော်တို့ဒါလီကာပွဲစဉ်တွေဆိုတော့အဲ့ဒီပွဲတွေမှာဘက်ထရီမပါဘူးဆိုရင်တော်တော်ကြီးကိုတည်တာမှဖြစ်တယ်နော်ဘာစီလိုနာရဲ့ကွင်းလေဆိုတော့အဲရှယ်စီနဲ့ဘက်မှာဆိုလဲဟိုဘက်ကကိုင်ဆေဒိုတို့ဒီဗောနော်အန်ဆိုဖာနန်တိုတိုနဲ့ဒီတို့တူတို့ကျွန်တော်တို့အနေနဲ့နေလငါလာကျုံးရမဲ့နေသားတွေမှာဆိုရင် ဘက်ထရီမပါတာကျွန်တော်တို့အတွက်တော်တော်ကို weak point ဖြစ်စေတယ်ပေါ့နော်။ကျွန်တော်တို့ဘက်ထရီကဘယ်လောက်ထိဘာစီလိုနာမှာအရေးပါလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းဒီနေ့တင်ဆက်ပေးသွားမှာပေါ့နော်။ဆိုတော့ဘက်ထရီကတော့လောလောဆယ်ဆောက်နေတဲ့အနေအထားမှာတချို့အချိန်တွေမှာသူကတော့ဒီအတက်ကမီဖီးနေရာမှာတက်ဆော့ပေးရလိုအပ်ရင်လိုအပ်သလိုပေါ့နော်။သူကတော့ဒီဘောက်တူဘောက်နံပါတ်8 room မှာသူဆော့ပေးနေတာတွေ့ရတယ်။ Vocal ring လုတ်ပေးနိုင်တယ်။အဲနောက်ပြီးကျွန်တော်တို့ split play တွေမှာလည်းအရင်အားကောင်းတယ်ပေါ့နော်ဘက်ထရီက။အဲကျွန်တော်တို့ပြီးရင်ဒီ quick transition transition ဘိုင်းတွေပေါ့နောက်ပြီးရင်ကျွန်တော်တို့ ဒီ link up quality ပေါ့နော်ဒီပွဲအတွင်းမှာပေါ့ဒီ position base game မှာဆိုရင်သူ link up တွေပါရှိပေးတဲ့အချိန်မှာဆိုရင်တန်ဘက်ရဲ့ဒီ cancel လိမ့်နေကြမှာသူကဒီကျွန်တော်တို့အနေနဲ့ပေါ့နော်ဘောလုံးကိုဆွဲပစ်ပြီးတော့ ဒီကစားသမားတွေကိုထောင်ချောက်ဆင်ဖို့အတွက်မျှမျှခေါ်သွားနိုင်တယ်ပြီးရင်လည်းအကြားတွေကနေသူထွက်လာထွက်ထွက်လာတယ်ပေါ့နော်အဲ့ဒီနေရာမှာပဒရီကအယံကိုအားကိုးရတယ်အဲပြီးရင်လည်းကျွန်တော်တို့နေဗာတီကပတ်စတေပေးတဲ့အနေထားတွေအဲကျွန်တော်တို့နောက်ပြီးရင်ဒီ white area တွေကိုဘောလုံးတွေခင်းပေးတဲ့အပိုင်းတွေပေါ့နော်ဘာစီလိုနာကအဲ့ဒါတွေကိုဆုံးရှုံးရမှာဖြစ်ပါတယ်ပေါ့နော်အဓိကကတော့ကျွန်တော်တို့ under pressure ဖြစ်နေတဲ့အနေထားတွေမှာဆိုရင် ဒီပက်ဒရီရှီယာနေပြီးတော့ဘောလုံးကိုထွက်ဖို့အတွက်မျောလင့်တယ်ဒီဘက်မှာလမိုင်းရမယ်မကရာဖိုရိုရှိကိုကျွန်တော်တို့တဲ့ဘောလုံးတွေအဲဝိုက်အေရီယာတွေကိုအကြေကြီးတွေပေးပို့နိုင်တယ်ပေါ့နော်သူကပေးလဲပေးရတဲ့အကျူရိတ်ပက်ကလည်းတီးကြတယ်ဖိုင်နယ်သက်ဆုံးတမ်းမှာဆိုရင်လည်းသူကလောရဲကန်ရတဲ့ကလပတ်တွေလည်းပေးရတယ်ပေါ့နော်လိုအပ်ရင်တော့သူဂိုးတက်သွင်းတယ်တခြားတွေမဟုတ်ဘူးအများကြီးကြံပါသေးတယ်ပက်ဒရီပက်ဒရီကဒုက္ခလုံးပတ်ပြီးတော့လည်းဆောက်နိုင်တာပဲသူရဲ့ vision ability တွေကသူ့ရှိမှရရှိနိုင်မှုတွေအများကြီးပဲကျွန်တော်တို့အနေနဲ့အများကြီးကိုဆုံးရှုံးသွားတဲ့အနေအထားတွေရှိတယ်ပေါ့နော် ဒါတွေကဒီကြံရှိခဲ့ကွန်းလက်ကစားသမားတွေဟာ Frankie Dion တို့ကတော့လုံနိုင်တယ်ဒါပေမဲ့လည်း Frankie Dion က Pedri လောက်ကြီးမလုံနိုင်ဘူးအဲ့ဒီပိုင်းတွေမှာအားနာချက်အသာချက်တယောက်ရှင်းနေရှိရပေါ့နော် Frankie Dion ဆိုရင် President တန်တွေကိုပို့ပြီးတော့ခံနိုင်ရရှင်းရှိရနောက်ပြီးရင်လည်းတကယ် ဒီ pressure တွေမိနေတဲ့အချိန်ဒီမှာဆိုရင်ပို့ပြီးတော့ Frankie Young ကပို့ပြီးတော့လောအောင်နှုံးကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်က Pedri နဲ့ Frankie တောင်နှိုင်းရှင်နေတာမဟုတ်ဘူးပေါ့နော် Pedri ရဲ့အလုပ်တွေကို Frankie Young ကပို့ပြီးတော့ဝင်ပို့သွားမှာပေါ့နော်အဲဒီ Pedri ကဥမာ under pressure နေထားနေမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဒီဘောလုံးတွေကိုပေါ့နော် sweep play လုပ်ဖို့ဆိုရင်ဒီကျွန်တော် direct pass တွေတို့နောက်ပြီး vertical pass တွေပေးဖို့အတွက်ဆိုရင်ကကြတော့ Frankie Young အနေနဲ့ Pedri လောက်ကြီး long pass တွေကိုအာမကူအောင်ပေါ့နော် Frankie Young အနေနဲ့အဲ့လောက်ကြီးအထိသူ့ရဲ့ passing ပေးမှု ကျေပြတ်မှုอ่ะဗောနော်ဒီ narrow ဖြစ်တယ်ပက်ဒူဒိုလောက်မကျေပြန်ဘူးဗောနော် Frankie Dion อ่ะပြပွင့်လင်းပြမယ်ဆိုရင်တော့သူ့နားမှာရှိတဲ့အဲကစားသမားတွေလောက်ပဲသူကပို့ပြီးတော့ဗောနော်ဒီရှိတ်ဆက်နိုင်တဲ့အရင်ကြီးနေဒီ Rich ယူရမယ့်အပိုင်းနေမှာဆို Frankie Dion အဲ့လောက်ကြီး ်အဲမပေးရဘူးမပို့ရဘူးပေါ့နော်အဲကွင်းလဲအနေထားကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်ရအောင်ပထမဆုံးအနေနဲ့ကတော့နေပြအနေနဲ့ကတော့4231ပဲဆော့လာမယ်ပေါ့နော်ဒီပွဲဒီ4231အခုဆော့လာမယ်အနေထားမှာဆိုရင်မက်ကဆက်တို့နဲ့ဖရန်ကီတီယာကိုအဲသူ့အနေနဲ့ double pivot နေရာမှာဆော့လာမယ်နောက်ပြီးရင်ဒီတကယ်မဖီမှာတော့ကျွန်တော်တို့ family lobat ထက်လာပြီပေါ့နော်ဆိုတော့တခုကောင်းတာဘာဆီလိုနာအခု pedri နားသွားတဲ့အချိန်မှာဒီကျွန်တော်တို့ရဲ့ danny omo နဲ့ lewandowski တိုက်စစ်မှု lewandowski ပြန်ပြီး ော့ပါဝင်လာနိုင်တယ်ဆိုတော့ဒါကတော့အပေါင်းလက္ခဏာဆောင်နဲ့ပြီးရင်ဝန်တာစီယာသတင်းလိုပဲပြောမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကမတွေးရဲစရာတခုကတော့၆ပတ်လောက်၇ပတ်လောက်အထိကိုပြိုင်မဲ့ရဲ့ဒီ defensive lane နေကြမှာပြိုင်မဲ့တွေကိုမျှောက်ခေါ်သွားလိုက်အဲပြီးရင်လည်းဘောလုံးကိုတဲနေလို့တဲသွားလိုက်ပေါ့နော်ဒီကျွန်တော်တို့ key lapse တွေပေးလိုက်ဘာစလိုနာအသင်းရဲ့တန်ဖိုးအတင်ရှောက်ကို battery ပဲလုတ်ပေးနေတာသူကကြိုးကင်ထားတာအကုန်လုံး battery ကလေဆိုတော့ဒါတွေကိုကျွန်တော်တို့ဆုံးချုံရပြီဆိုတော့ မတွေ့ရစရာပဲအတင်းလေးတွေနဲ့ဆိုရင်တော့ကျွန်တော်တို့တွေကိစ္စမရှိရင်အတင်းကြီးတွေနဲ့မှဆိုရင်ကျွန်တော်တို့ကကွင်းလည်းဟာလုံးဝလုံလောက်မှုမရှိဘူးအခုအချိန်မှတော့မှဘက်ထရီပါနေတဲ့အချိန်မှမှကျွန်တော်တို့ဘာစီလိုနာရီယယ်မက်ထရစ်တို့နောက်ပြီးဒီ PSG တို့ကျွန်တော်တို့စီဗီလာတို့ဘက်ထရီကိုထိန်းနိုင်သွားပြီဆိုရင်ပြီးပြီဘာစီလိုနာနိုင်ပြီဆိုတဲ့အနေထားရှိရပေါ့နော်ဆိုတော့ဘက်ထရီဒါအခုမပါဘူးဆိုတော့ ကျွန်တော်တို့အနေနဲ့ဘယ်လိုရှင်းဆက်မလဲတော့ခုနပြောတဲ့ကစားကွက်4231နေရာမှာဆိုရင်အတကယ်မဖြစ်နေရမှာဒီကစားကွက်ဟာအတိုင်းတာတစ်ခုထိတော့အဆင်ပြေနိုင်တယ်ဒါပေမဲ့ battery ဟာအဒီဒါပဲ pivot နေရာဆော့တဲ့အနေထားမှာဆိုရင် battery နဲ့ကာဘီတွဲမလား battery နဲ့ဒီချောင်တွဲမလား battery နဲ့ကာစာတွဲမလားအကုန်လုံးနဲ့ကျွန်တော်တို့ငြိမ်နေပါတော့ကွင်းလယ်မှာဆိုတော့ frankie တယောက်နဲ့ကာစာတို့နဲ့ကြာလဲရှိတ်ကီဖြစ်တယ် frankie တယောက်နဲ့ကျွန်တော်တို့ကာဘီနဲ့ကြာလဲရှိတ်ကီဖြစ်တယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ပဲပွဲတိုင်းနှီးပါးကို battery ဟာ ပေါ်ထွက်လူစီးရင်အနည်းနဲ့အများအားပါဝင်လာတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အာ433အနေထားဆော့လို့ရတယ်433အနေထားမှာဆိုရင် Frankidian ကို single pivot ထားပြီးတော့ပေါ့နော်ဒီ attacking နံပါတ်8 row နေရာမှာတော့ကျွန်တော်တို့ဒီ farming low back နဲ့ဒီ attacking midfield မှာဆိုရင်တော့ Danny Omo ပေါ့ farming low back ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်တာ farming low back ကများသောအားဖြင့်အဲ line မြင့်နေရာမှာဆော့တယ်ဆော့ပြီးတော့သူက left winger ဘက်ကြောင်းဆော့တဲ့အနေထားတွေ attacking midfield နဲ့ left winger ဘက်ကိုများသောအားဖြင့်ဆော့တယ်တချို့အချိန်တွေမှာ second striker တွေနဲ့လည်းဝင်ဆော့ပေးတာရှိရယ်ပဲပွဲလဲတော့ကျွန်တော်မှတ်မှတ်မိ တော့ဘောနော်ဖာမီလိုပဲဟာပက်ဒရီရဲ့နေရာမှာဝင်ဆော့နေတာတွေ့ရတယ်နောက်ပိုင်းမိနစ်တွေမှာဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီဖာမီလိုပဲကိုလည်းပြန်ပြီးတော့နံပါတ်8ရူဆန်ဆန်ဘောက်တူဘောက်ဆန်ဆန်များတုံးလာပြီးတော့ဒန်နီအိုမိုအတက်ကင်မီဖီမှာလည်းထားမလာပါဘောနော်ပွဲကိုတန်ဖို့အတင်ရှားလုံးဝအချိန်နေတယ်မှာဆိုရင်ဖရန်ကီတီယောင်တို့အနေနဲ့ပက်ဒရီတို့လောက်အဲကျိုးကင်ထားနိုင်ခြင်းမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့တကယ်အိမ်မဆိုးပါပဲဘက်တရီနာသွားတာကတော့နောက်တစ်ယောက်ကတော့ဖရန်ကီတီယောင်မနာဖို့ပဲဆက်ပြီးတော့ကျွန်တော်တို့မျှော်လင့်ရမယ်ဖရန်ကီတီယောင်သာနာပြီဆိုရင်တော့ကျွန်တော်တို့က ပြီးသွားပြီအဲဒီထွန်မီဆိုရက်လူငယ်ရှာတိတ်လေးပေါ့နော်19နှစ်ဘာကလူငယ်အသင်းရပေါ့နော်လာမစီကအဲကလေးအကောင်လေးတော့ခေါ်ထားတာရှိရပေါ့တွေ့တယ်ပေါ့နော်ဒီကောင်လေးကတော့ဒီကျွန်တော်တို့ကသူ့ကစားပုံကတော့ဒီ Frankie Dion နဲ့နည်းနည်းပို့ပြီးတော့ဆင်တာတွေ့ရတယ်ဒီလူကောင်လည်းကြီးတယ်ပြီးရင်အရက်ကလည်း6ပေလောက်ကျော်သေးတယ်ပေါ့နော်တော့ဒီကစားသမားလေးထွန်မီဆိုရက်ကစားသမားလေးပေါ့နော်ဒီ AC နဲ့ပွဲမှာတုံးလာနိုင်တယ်တချို့မိနစ်ပိုင်းနေမှာပေါ့နော်ထွန်မီကလည်း तू ကခြေစမ်းခြေစားကလည်းရှိရဒီ single pivot လည်းဆော့နိုင်တယ်ပေါ့နော် ဘယ်လိုမျိုးပွဲထွက်လာမလဲဘာစီလိုနာအနေနဲ့ရှေ့လာမယ့်ပွဲတွေမှာပက်ဒီမပါတဲ့ပွဲတွေမှာဘယ်လောက်ထိအနိုင်ယူပြနိုင်မလဲဘယ်လောက်ထိရုန်းကန်ရနိုင်မလဲကျွန်တော်တို့ကြည့်ကြည့်ရမယ်အဆီဖီလစ်အနေနဲ့လည်းပက်ဒီမပါပဲနဲ့ဘယ်လောက်ထိဘာကွန်းလည်းဘယ်လောက်ထိထိန်းချောင်းသွားနိုင်မလဲဆိုတော့ကျွန်တော်အနေနဲ့ကတော့လမိုင်းရမယ်မပါလဲကိစ္စမရှိဘူးဘာစီလိုနာအနေနဲ့ရာဖီညာမပါလဲကိစ္စမရှိဘူးလူနော့စကီမပါလဲအဲ့လောက်ကြီးကိစ္စမရှိသေးဘူးကျွန်တော်တို့ရဲ့ပွဲရဲ့တန်ဖိုးအတင်ရှားကိုအဓိကထိန်းချောင်းနေတာပက်ဒီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီပက်ဒရီဆုံးချုံမှုပေါ့နော်ဒီ6ဘတ်9ဘတ်လောက်ဒီဆုံးချုံမှုကကျွန်တော်တို့အတွက်အရန်ကိုထုနေ ဇာတ်ကြီးတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်ကဘာစီလိုနာအနေနဲ့နာပွဲတွေမှာပတ်တီမပါပဲနဲ့ကျွန်တော်ဆော့ရမယ်ကျွန်တော်အနေနဲ့ကတော့မတွေးရဲစရာပဲပွဲငယ်တွေတဲ့ကိစ္စမရှိပေမဲ့ပွဲကြီးတွေအတွက်ကတော့မတွေးရဲစရာပဲဆိုတော့ညီကတို့ကဘယ်လိုထင်လဲဘာစီလိုနာကွင်းလယ်ရှိတ်ကဘယ်လိုမျိုးပွဲထွက်တင်လဲဘယ်လိုမျိုးဘယ်ကစားသမားတွေတုံးမယ်ဆိုရင်ဘာစီလိုနာကွင်းလယ်ကပို့ပြီးတော့ကောင်းလာမယ်လို့ထင်လဲကိုမမဝင်ရောက်မှတ်ချက်ပေးသွားကြပါအောင်ဝင်ရောက်ဆွေးနွေးပေးကြပါအောင်ကျွန်တော် YouTube channel လို့ like subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်